နေကြတယ်ပေါ့နော်ဒါရုပ်ဝါးတွေတမားတွေဆိုတာကရောပြီးတော့ဘလို့ပုံပုံတွေကိုရည်ညွှန်းပြောဆိုလဲဆိုတော့သိချင်ပါတယ်ဆရာရုပ်ဝါးဒီဆိုတာကလေဒီဒီရုပ်28ပါးကိုသိတာမသိတာလဲဒါတော့ဟိုပတ်သက်တာပေါ့နော်ဟိုတော့လူကြီးသူမတွေပြောနေကြတယ်ပေါ့နော်ဒါရုပ်ဝါးတွေတမားတွေဆိုတာကရောပြီးတော့ဘလို့ပုံပုံတွေကိုရည်ညွှန်းပြောဆိုလဲဆိုတော့သိချင်ပါတယ်ဆရာ ရုပ်ဝါဒီဆိုတာကလေဒီဒီရုပ်28ပါးကိုသိတာမသိတာလဲဒါတော့ဟိုပတ်သက်တာပေါ့နော်ရုပ်ဝါဒီဆိုတာဟိုတုန်းကလူကြီးစုမတွေပြောတာဟိုတုန်းကနိုင်ငံသားမှာဒါမကွာဒါတို့ပါတို့ရှိခဲ့ဘူးပဲလေထားလိုက်တော့ကျွန်တော်တို့ဗုဒ္ဓဘာသာအမြင်နဲ့ပဲပြောမယ်အဲ့ဒီမကွာဒါဒီပင်ပေါ်ခင်တဲ့ဟိုကဗုဒ္ဓနာကသပအလားဟိုတည်ကြည်ဆရာကြီးတွေရှိတယ်လေမဂလိဂောသံလားအဲ့ဒီမှာတဲ့ဟိုကရုပ်ဝါဒီတွေအများကြီးရှိပါတယ်ဒါပေမဲ့အလုံးလုံးခြုံပြီးတော့နှစ်ချုပ်ခတ်တူလိုပဲပြောပါမယ် ဗုဒ္ဓဘာသာအမြင်နဲ့ပြောရင်သစ္စာနုလောမိကဉာဏ်ဆိုတာကိုမရသေးသေးဘူးပုထုဇဉ်မှန်သမျှဟာအစွန်းနှစ်ပါးတစ်ပါးပါးကိုမတိမသာလေးညှိတက်အစွန်းနှစ်ပါးဆိုတာဘာလဲသိလားတတ္တရဒိဋ္ဌိနဲ့ဥစေတဒိဋ္ဌိကြားဘူးမှာပေါ့နော်တတ္တရဒိဋ္ဌိဆိုတာဆက်မားပေါ့ဥစေတဒိဋ္ဌိဆိုတာပြတ်မားပေါ့တစ်ခုခုညှိနေတာပေါ့အခုကျွန်တော်တို့ဒီသားမှာတော့ဥပမာအဖြစ်ဟိုဆရာဟိုတနင်္လာနေ့မနေ့9နာရီလောက်ကြွခဲ့ပါပေါ့။ဘာကြွမစိတ်ချယုံကြည်စိတ်ချကြွမယ်။ကိုကဒါဂတိလို့ပြောတာဓမ္မတိသစ္စာရဲ့ တကယ်တကယ်ကြတော့ပရမတ္ထသစ္စာရဲ့အရိယသစ္စာရှုကြောက်ကကြည့်ရင်တော့ကျွန်တော်ကိုကျွန်တော်တင်းလန်နေဒီခိုင်မြဲနေတယ်လို့ထင်နေတာဟုတ်ဟုတ်လားအချိန်မြေးပျောက်သွားနေတာလေအာကျွန်တော်တင်းလန်နေကိုနိုင်စိတ်ချဘယ်လောက်ကြီးလောင်းမလဲဘာနဲ့နောက်ဆုံးကတိပေးတယ်ပဲထားပါတော့ကျွန်တော်ဟိုဘာပဲဖြစ်ဖြစ်ဆုံးနာပြောတဲ့ခိုင်နေမြဲတယ်ဆိုတဲ့ဟာလေးကိုရောင်ရုံရေးရေးလေးလုပ်နေတာပဲကိုယ့်ကိုရှိတယ်လို့ထင်နေရအကြောင်းကျိုးညီညွတ်ရင်တော့ရောက်မှာပေါ့ဗျာလို့တကယ်စိတ်ပါပြီးပြောရင်တော့အဲ့ဒီမှန်တယ်စိတ်ချလာမယ်ဆိုတာဒါသစ္စာတတိပဲဒါပါပါလေးပါပါလေးမသိဘဲနဲ့ဖြစ်သွားတယ် အဲ့ဒါကြောင့်သစ္စာနူလောမိကဉာဏ်မရသေးတဲ့ပုဂ္ဂိုလ်တွေအစွန်းတစ်ပါးတစ်ပါးပါးကိုညှိနေတတ်တယ်အခုမေကုံကရုပ်ဝါဒီဆိုတော့တသရနဲ့ပတ်သက်ပြီးမပြောဘူးရုပ်နဲ့ပဲပြောမယ်အဲ့ဒါပါလဲဆိုဥစ္စေတဒိဋ္ဌိသမားတွေသူတို့ကရုပ်ပဲသိတယ်အကြမ်းမြင့်ရုပ်ပဲသိတယ်သိတဲ့ခါကျတော့ဒီရုပ်ကသေသွားပြီးရင်ဘဝတစ်ခုမှာဟိုဘက်ကိုပါရမှာမဟုတ်ပဲမိရှုဝင်ပြဖြစ်သွားတာပဲလေအဲ့ဒါပြီးပြီပေါ့သိရင်ပြီးကြဆိုတဲ့ဝါဒပေါ့အဲ့ဒါရုပ်ဝါဒီပဲဘုရားဘာသာပဲမှကြည့်ဟိုဘာသာကြားတွေမှာတော့ပြောမနေနဲ့တော့ အမှန်တမ်းမှကြမ်းတမ်းတဲ့ဟာတွေပေါ့နော်ယောဂါတွေပေါ့ဒီဘက်မှာလည်းဗုဒ္ဓဘာသာမှာလည်းအဲ့လိုမျိုးတွေဟိုတုန်းကရှိတယ်ပေါ့နော်အဲ့တော့သိပြီးပြီးကြပါကျွန်တော်တခါလည်းပြောဖို့ရတယ်ဘာသာမှာဗုဒ္ဓသာဒီဃသာပုဏ္ဏရာဂမဏကုတော်သာဟိုတုန်းကလေဂျာရဝါကဆရာကြီးတို့ပါလို့ဆိုတာဒါဒါယောဂါတွေကြီးပေါ့ဘာသာမှာဗုဒ္ဓသာဒီဃသာမီးပြန်သိပြီးတဲ့လူကိုမီးချုပ်ပြီးပြဖြစ်သွားတယ်ဘာသာမှာကပြောဘူးနော်တိဟတာကိုလီတဲ့ပုဏ္ဏရာဂမဏတဖန်ပြန်ရဖြစ်ခြင်းကကုတော့ဘယ်မှာရှိနိုင်မှာလဲဘယ်မှာရှိမှာလဲသိရင်ပြီးကြတယ်ပေါ့အဲရုပ်ဝါဒတက်တဲ့ အခုဒီမှာကျွန်တော်တို့ပေါင်းနေတယ်နော်ရုံဏပေါင်းစုကြီးသီးသီးရကြီးနဲ့ကိုတချို့ကရုပ်ကားတာပဲဘာကြောက်လဲဆိုတော့နန္တရားကိုမယုံကြည်ဘူးမယုံကြည်ဘူးဆိုတာဒီလိုသင်္ခါရပစ္စယဝိညာဉ်နဲ့တို့နားမလဲဘူးဟောတဲ့လူလည်းမရှိဘူးတို့ဘုရားလည်းဒါတွေမသိဘူးမဟောဘူးအဲ့တော့ဘာလဲဆိုနန္တရားပြောက်ဆိုတော့ပဋိသန္ဓေနေတယ်ဗျာယောက်ျားနဲ့မျိုးမနဲ့ထားပါတော့ဥပန်တို့စပန်တို့ရုပ်ဝတ္ထုပေါင်းတယ်ရုပ်ရုပ်ပေါင်းနေလို့လူဖြစ်တာလို့တို့ကပြောတယ် အမိဝမ်းထဲမှာမဟုတ်တက်ချိမှာမဟုတ်ဟိုဟိုဘက်ဖန်ပေါင်းကြောင်မှာဖန်ပြွန်တရီလက်လှုပ်လို့ရတယ်ဒါသူတို့ဝါတာပေါ့ဒါရုပ်ရုပ်ပေါ့ဒါပြင်အဲ့ဒီထဲမှာနန္တရားဘလို့ဝင်လာလဲလို့ပြောရင်မသိဘူးနန္တရားဒီပြင်လေအဲ့ဒီရုပ်တရားရဲ့အမူအရာတူပဲလို့အဲ့ဒါလို့လုပ်ရရှိထုံးဝဖြူတယ်ဗျာကွန်ရက်ကစိမ့်နေတာကွန်ဒီကနိဖမ်းမှန်ရှိတယ်ဗျာပေါင်းလိုက်တော့ကွန်သွေးရရဲသွားတယ်ဒီလိုပဲရုပ်တရားတွေပေါင်းပြီးတော့နောက်ထပ်ရုပ်တစ်ခုပေါ့အမူအရာတူပေါ့အစွမ်းနဲ့အမူအရာတစ်ခုပေါ်တာပဲလို့နန္တရားကိုအဲ့ဒါလို့ယူတယ်အဲ့ဒါလို့ဟာတွေကဘာလဲဆိုတော့ ယောဂဝါဒဆက်စစ်တွေပေါ့ဒီဘက်ကကြည့်ရင်တော့ဥစ္စေတာဒိဋ္ဌိတွေပေါ့နော်အဲအဲ့ဒါတွေကိုလွတ်အောင်ကဗုဒ္ဓအပိဓမ္မာပညာအဲစွန့်ဆောင်နိုင်တယ်သုတ်တံကတော့ဝိနည်းကြည့်ခေါ်တဲ့ဟာဆိုတော့ကိုယ်နဲ့လိုက်ဖက်တဲ့တရားဖြစ်ရင်တော့ကောင်းတာပေါ့လိုက်ဖက်တဲ့တရားမဟုတ်ဘူးဆိုရင်တော့ဒါအနေနဲ့ချော်သွားတတ်တယ်လေအပိဓမ္မာကတော့အကုန်လုံးနဲ့သက်ဆိုင်တဲ့ဖြစ်စဉ်ပေါ့နော်အဲကြောင့်ယောဂဝါဒဇာတိကနေကျွန်တော်တို့ပြောရရင်ဥစ္စေတာဒိဋ္ဌိဝါဒသမားသက်သက်တယ် ဟုတ်ကဲ့ပါဆရာအခုလိုမျိုးပြည့်ပြည့်စုံစုံပြောကြားပေးခဲ့တဲ့အတွက်ဆရာကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။ဟုတ်ကဲ့ကျွန်တော်လည်းအထူးကျေးဇူးတင်ပါ။ရခင်ဗျားတဲ့မြန်မာနိုင်ငံမှာတိုင်းရင်းသားလူမျိုးပေါင်း135မျိုးရှိကြောင်းကြားသိရပါတယ်။ဒါကတော့ခစ်စာပေတွေမှာရှာရင်ရှိပါလိမ့်မယ်။မရှင်းတာက လူမျိုးတရတပားလို့လဲဓမ္မစာပေတွေမှာကြားဘူးတော့အတူတူပဲလားမတူ क्वे ပြတာရောရှိလားသိလို့လာပါတယ်ခင်ဗျာ။အမားမင်းမြင်ရင်လည်းခွင့်လွတ်ပါဆရာဆိုပြီးတော့မြင်မြန်ထားပါရဲ့ရှင်။ဓမ္မနဲ့ဆိုင်တဲ့ဟာပဲပြောမယ်ဗျာနော်။ဓမ္မနဲ့ဆိုင်တဲ့ လောကတော့သူတို့ရှာပေါ့တိုင်းသား135မျိုးอ่ะအဲ့တော့ဓမ္မနဲ့ပတ်သက်တဲ့လူမျိုးတရားတစ်ပါးပေါ့နော်တရားတစ်ပါးပြားတယ်လို့ဆိုတာအမှန်တကယ်တော့ဘုရားဘာသာဒီမှာအာကိုရတဲ့ကျမ်းတွေရှိတယ်ပေါ့နော်အဲ့မှာဝိမတိစေတနီကျမ်းဆိုတာရှိတယ်တခုပါဝင်ပေါ့အဲ့ဒီဝိမတိစေတနီကတန်တရားတွေကိုဖြည့်ဖြောက်ပြစ်တာအဲ့တော့ဝိမတိစေတနီကျမ်းမှာဘာပြထားလဲဆိုတော့လူမျိုးတရားတစ်ပါးပြားတယ်ဆိုတာအဆိုအားတဲ့သင်္ကန်းနာ၃ချိန်ကြံတင်ထားခဲ့တဲ့ပါဠိတော်အထကရာအဖွင့်ဒီကာ တခုမှမရှိပါဘူးတဲ့အဲ့ကြမ်းမှာပေါ်ပြတာလည်းမရှိဘူးဒါအပြင်အမတန်နန်းနန်းဆန်းဆန်းနဲ့ဟိုကြမ်းကြီးကြမ်းခိုင်သဘောမျိုးပေါ့ရှိတဲ့ဝင်ကိုဝင်ဆိုတာရှိတယ်လေเนาะဝင်ကိုဝင်ဆိုတာအမှဒီပဝင်ကေတဝင်ထူပဝင်เนาะဓာထဓာတုဝင်နလတဓာတုဝင်အဲနောက်ပြီးတော့အနာဂတဝင်နောက်ပြီးတော့ສຸລະဝင်မဟာဝင်ຢາສະဝင်အကုန်ဝင်နေနဲ့ဆုံးလားအဲ့ဒီတဲမှာလည်းတခုမှမရှိဘူးလေဝင်ကိုဝင်တာမှာအဲ့လူမျိုးတရားတပါးမရှိဘူး ဒါပြင်ကျွန်တော်တို့အဘိဓါနာဒီပကလို့ခေါ်တယ်။နောက်ယတနာကောသအမရကောသလို့ခေါ်တယ်။အဘိဓံကျမ်းကြီး၃ခုရှိတယ်။အဲ့ဒီ၃ကျမ်းထဲမှာလည်းမရှိဘူးတဲ့။နောက်တစ်ခါဘေဒင်ကျမ်း44ကျမ်းရှိတယ်။ဒါကတော့ဟိုဘေဒင်နဲ့ပဲဘေဒင်ဆိုတာလည်းအကုန်သဗ္ဗနာရေးတဲ့ဟာ။အဲ့ဒီထဲမှာလည်းမပါဘူး။အကုန်လိုက်ကြည့်တာပေါ့နော်။အဲ့မပါတဲ့အပြင်ကိုစန်စခရိုက်လို့ခေါ်တဲ့တက္ကရဘာသာကျမ်း16ကျမ်းရှိတယ်။နော်။ဟောဝိဒတ်တို့ပြင်စီတို့ဂန္ဒီတို့ဒန္ဒီတို့အဲ့ဒီအဲ့ဒီတက္ကရကျမ်း16ကျမ်းထဲမှာလည်းဒီမျိုးတရားတစ်ပါးအကြောင်းမပါဘူး။ ဒါဖြင့်မပိုင်ရင်ဒီတရားတစ်ပါးဘယ်ရလာတယ်လဲလို့ပြောရင်ပါတဲ့ဟာလေးတစ်ခုရှိတယ်။အဲ့ဒါဘာလဲဆိုတော့ပေါက်ကံပြီကြစွာမင်းလက်ထက်မှာတံပြင်းအမတ်ဆိုတာကြဖို့မှာတံပြင်းအမတ်အဲ့ဒီတံပြင်းမှုအမတ်ရေးတဲ့ဇဗုဒိစာဆိုတာရှိတယ်။အဲ့ဒီထက်မှာပဲလူမျိုးတရားတစ်ပါးကြောင်းရေးထားတာရှိတယ်လို့ထောက်ထားတွေ့ရတယ်။အဲ့တော့ဆိုလိုတာကအခြေခံအမြင်နဲ့ပြောရင်ထောက်ထားအားနေတယ်။နောက်တစ်ခါဟိုအားကိုးစရာမရှိဘူး။ခိုင်မာမှုမရှိဘူးပေါ့။ဒါကြောင့်အဲ့ဒီရဲ့အရေးအတွက်တရားကျွန်တော်တို့ပြောနေကြတာအကြောင်းမရှိပါဘူး။ဒါတော့လုံလောက်